်မင်္ဂလာပါရှင်ကျမကတော့ချချိုဆမ်းပါ DPP ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါစကိုင်းတိုင်းကလေးမျိုးအခြေဆိုင်တာကဆာကနေချင်းတောင်ဘက်ကိုတက်လာတဲ့စစ်ကြောင်းကြောင့်ကလေးတိုင်းရင်တိတိတ်လန်းကိုပိတ်ထားရကနေတိတိတ်မျိုးမှာကုတ်စင်းနှုံးတွေအဆမတန်မြင့်တက်လာတယ်လို့ဒေတာကန်တွေကပြောပါတယ်။စတဲ့အိတ်ကိုအရင်3သိန်း3000လောက်ကနေ7သိန်းထိမြင့်တက်သွားသလိုကျပ်ဥတလုံးကိုအရင်400ကျော်ကနေ ဂျွန်လ10ရက်နေ့ဇင်းနှုန်းကငွေကျပ်900ကျော်ထိရှိလာပြီလို့ဆိုပါရယ်ကုန်ကားတွေမဝင်တော့တာကြောင့်ဒေါ်လာကနေပတ်ပြီးကားငယ်တွေဆိုင်ကယ်တွေနဲ့တရတာဖြစ်လို့အခြေခံစားသောက်ကုန်တွေသာမက ကုန်ပစ္စည်းမျိုးစုံဈေးတက်နေတာ၃ဘက်လောက်ရှိပြီလို့ဆိုပါရယ်ဒါကြောင့်မြို့ကန်တွေစာဝတ်နေရေးချက်တဲလာကြပြီးဒီအတိုင်းလမ်းဆက်ပိတ်နေမယ်ဆိုရင်လာမယ့်ရက်တွေထဲကုန်ပစ္စည်းပြတ်လပ်လာနိုင်တာကြောင့်လမ်းပြန်ပွင့်စေချင်ပြီလို့ပြောပါရယ် တိုက်ပွဲတွေကြောင့်ကလေးတိုင်းငင်းလမ်းပေါ်မှာရှိတဲ့ရွာတွေကဒေသခံတထောင်ဝန်းကျင်လောက်တိမ်းရှောင်နေရပြီးဆစ်ရှောင်တွေအတွက်လည်းရိတ်ခါတွေလိုအပ်နေပြီလို့ဒေသခံတွေကပြောထားပါတယ်ရှင်။စကိုင်းတိုင်းကောလင်းမြို့နယ်တဲကကျေးရွာတွေကိုစစ်ကောင်စီတပ်ကကျွန်းလ9ရက်ည9နိုင်ခွဲအချိန်ကလေရင်နဲ့ဘုံကျဲတက်ခိုက်ခဲ့လို့အရသာတူဦးသိဆုံးကထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ Colin Revolution KR team ကပြောပါတယ် ကောလင်ဝန်းတို့အဆက်မှရှိတဲ့ကံကုန်းရွာနဲ့ကောလင်ရဲ့အရှိတ်ဘက်ချမ်းမှရှိတဲ့ဖလဲရွာကိုတရက်တည်းမိနစ်ပိုင်းခြားပြီးတော့စစ်တပ်ရဲ့ jet fighter နဲ့ဘုံကျဲသွားတာဖြစ်ပြီးအဲ့ဒီဖြစ်စဉ်တွေမှာပြည်သူအမျိုးသမီးတယောက်တေဆုံးက၄ရောက်ထက်မနည်းဒဏ်ရာရခဲ့ပြီးလူနေအိမ်တွေလည်းပျက်စီးကုန်တယ်လို့ KR ထင်းမြတ်တာဝန်ရှိသူတဦးက DPP ကိုပြောပါတယ်စစ်ကောင်စီတပ်ဟာအဲ့ဒီကျေးရွာတွေကိုလေကြောင်းကနေအကြောင်းမဲ့ဘုံကျဲချခဲ့တာဖြစ်တဲ့အပြင်ဆက်တနက်တွေနဲ့ပါပစ်ခတ်သွားတာလို့ဆိုပါတယ် လေကြောင်းတက်ခိုက်ခံရတဲ့ဖလဲရွာမှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲအเจ้าမဲ့ဘုံကျဲသွားတာဖြစ်ပြီးဗုဒ္ဓံကြောင့်အဆောင်ကြီးကြီးမားမားတွေပျက်စီးကုန်တဲ့အတွက်ပေါင်900ဘုံဖြစ်နိုင်တယ်လို့ကောလင်းခရိုင်တက်ရင်နှစ်ရက်ပြန်ကြားရေးတာဝန်ခံကပြောပါတယ်အခုနှစ်မေလဆန်ပိုင်းတုန်းကလည်းကောလင်းအနောက်ချမရှိတဲ့ရွာတွေကိုတက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့စစ်တပ်ကလေယာဉ်နဲ့ cluster ဘုံးတွေတုံးပြီးဘုံးကျဲတက်ခိုက်ခဲ့သေးလို့ပောက်ွယ်ပြီးသားအဲ့ဒီဘုံးခွန်တွေကိုသိမ်းဆဲရရှိခဲ့သေးတယ်လို့သိရပါတယ်ရှင်။ လိုက်စင်မဲ့ရင်တွေကိုဖန်ဆီးမှုတွေကြောင့်ရက်ဘက်လူမှုကူညီအသင်းတွေဟာနေကျော်မောင်းနာတွေမပြုလုပ်ရတော့ဘဲကူညီကယ်ဆယ်မှုတွေရပ်နားလာတဲ့အထိဖြစ်လာတယ်လို့ရက်ဘက်လူမှုကူညီအသင်းတွေကပြောပါတယ်ဒီသတင်းကိုလင်းအိမ်ပေးပို့ထားပါတယ်ရှင်စစ်ကောင်စီရဲ့လိုင်စင်မဲ့ယင်ဖန်ဆီးမှုတွေကြောင့်ရန်ကုန်မြို့ပါဝင်မြန်မာနိုင်ငံအနှက်ကအရက်ဖက်လူမှုကူညီရေးအသင်းတွေဟာ လူနာလမ်းကြောင်းပို့ဆောင်ရမှာအချိန်ကြာမြင့်တာတွေဓာတ်ရက်မပို့ပေးနိုင်တာတွေရှိနေပြီးကုညီကယ်ဆယ်ရေးလုပ်ငန်းတွေရန်နာလာတာရှိတယ်လို့အရက်ဖက်လူမှုကုညီရေးအသင်းတွေကပြောပါတယ်။လိုင်စင်မဲ့ရင်တွေကိုဂျွန်လာတရက်ကစပြီးဖန်ဆီးများလာတဲ့အတွက်အသင်းဖွဲ့တွေဟာလူနာတွေကိုတတ်မှတ်နေမိတဲ့ကြော်လွန်ပြီးစေယုံစေကံပို့ပေးရတယ်လို့အရေးပေါ်ကားလှူသူတွေနေပါလာတဲ့အတွက်ဖန်ဆီးခံရတဲ့အခါမှာလည်းပြန်ဝင်ဖို့မတက်နိုင်ဘူးလို့ဆိုကြပါတယ်။မောင်ကရေတိုက်မှာကြောက်ဝါဖန်ခံမှာကြောက်ဝါပေါ့လေ။ အလူလာမောင်းမှဆိုမှဖိအားနဲ့မောင်းရအောင်ဗျနော်။မှာပိုက်ကြီးတဲ့ဘာညာဆိုရင်ပို့ဆိုးတယ်သူတို့ကနောက်ကအော်ကာသမားများရောက်ချင်းလို့မောင်းဖမ်းမသိမဲ့ဘွဲ့လို့ရှောင်းအလိုဖြစ်နေပါနေပြီးရန်ကုန်လမ်းကြောင်းနေဆိုကုန်ရက်ပြတော့အောက်တွင်းနဲ့တောင်ငူလောက်ပဲသွားပြီးတော့အဲတင်းဖွဲ့ပိုင်ပစ္စည်းဆိုပြီးစီးရင်လည်းတင်ထားပြီးအဲအဲ့တော့ဒီဟာကိုဘယ်လိုလုပ်အောင်ဘူးကြတော့ အဲလူလန်လေးတစည်းဖြစ်လာဖို့ဆိုတာအလူရှင်ပေါင်းများစွာရဲ့ငွေကြီးပေါင်းများစွာစောင့်ညော်ပြီးတော့မှလောက်ရတာတစည်းဖြစ်လာဖို့မလိုဘူးလေအဲတော့တစည်းတိမ်ပါပြီဆိုရင်ဒီအလူရှင်တွေရဲ့အလူငွေတွေပဲဖြစ်အဟောဒီကဖြစ်သွားမှာတောင်ဝမျိုးပေါ်မှာပြီးခဲ့တဲ့ဂျွန်လ9ရက်ကကားလိုက်ဆင်မဲ့နေတဲ့ပရာဟိတာကားတစည်းတဲ့ရင်မောင်းတို့ဖမ်းဆီးခံရပြီးတဲ့နောက်ဆေးရုံစည်းကမ်းတွေအောက်ဆီဂျင်လိုအပ်နေသူတွေအတွက်ကူညီမှုတွေခဏရပ်ထားရတယ်လို့မြို့ကန်ပရာဟိတာအသင်းဝင်တယောက်ကပြောပါတယ်။ လူမှုကွန်ရက်အသင်းတွေရဲ့ကားတွေမှာလိုင်စင်မရှိကြပေမဲ့ကိုရူကိုရာတည်ဆောင်ထားကြတဲ့အရက်ဖက်အသင်းတွေဟာအရေးပေါ်လူနာလမ်းကြောင်းအပြင်ငလျင်မုံတိုင်းမီးလောင်နဲ့ရေကြီးစတဲ့သဘာဝဘေးအန္တရာယ်တွေအပြင်ပြည်လဲထူထောင်ရေးအလုပ်တွေမှာပါကားတွေကိုအသုံးပြုနေကြတာဖြစ်ပါတယ်တို့ကိုယ်တိုင်ကလည်းကျမတို့ကဝိတောက်ဆိုတယ်သူတို့သိတယ်။နော်နိုင်စင်မရှိဆိုတယ်သိတယ်။ဒါပေမဲ့ကျမတို့ကအတင်းနိုင်စင်ယူထားပြီးတော့မှအတင်းနဲ့ပတ်သက်သောကိစ္စရမှန်းများကိုလည်းနိုင်ငံတော်ကိုတလားတစ်ကြိမ်လှုပ်ဆောင်ချက် ယူနာလမ်းကြောင်းကြီးကိုသွားခဲ့တဲ့တဘာဝပြန်ကျဲဒီလေးယူလေးပေါ့နော်တခြားဘော်ဒီလမ်းကြောင်းကြီးတွေးလမ်းကြောင်းကြီးအောက်ဆီဂျင်တွေငါးရနှားနဲ့ဟာရမှာအစတမတော့တလတစ်ကြိမ်တမတို့ရာသူတို့တင်ပြရတယ်အဲ့လိုမျိုးလှုပ်ထားတဲ့တရားဝင်ရှိလိုင်ရှင်ရှိရတဲ့အတင်းတွေကတော့ဟိုတမတို့ကတော့မကြောက်ဘူးပေါ့နော်မကြောက်ဥစ္စာမမှန်မကန်မလှုပ်ထားဘူးဥပဒေတိုင်းလိုက်နာတယ်ဆောင်ရက်တယ်ဟိုလိုင်ရှင်မရှိတဲ့အတင်းတွေကတော့နားကျင်နေနားမှာပေါ့နော် တချို့ကတော့ကားနိုင်ရင်ရှိရတဲ့နယ်လည်းမထက်တဲ့လူလည်းရှိတယ်အဲ့ဒါအကြောင်းမျိုးမျိုးပေါ့နော်ဆရာစစ်ကောင်စီလောက်ကံအကျမ်းမကြီးဌာနတွေရဲ့အကျမ်းမကြီးဆောင်ရှားမှုတွေကြက်ချင်းဒီတပ်ဖွဲ့တွေရဲ့ရေးပေါ်မြေပြင်ကူတောင်းမှုမိသက်တပ်ဖွဲ့တွေရဲ့အခြားပွေကယ်ဆယ်ရေးလူမှုကယ်ဆယ်ရေးဌာနတွေရဲ့လူမှုကူညီဆောင်ရွက်ရေးစတဲ့တာဝန်တွေကိုအရက်ဖက်အသင်းတွေကကိုတူကိုတဝင်ရောက်လှုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလ2ရက်ကနေပြည်တော်မှာပြုလုပ်တဲ့အစည်းအဝေးမှာစစ်ကောင်ဆောင်ကလိုင်စင်မဲ့ကားတွေနဲ့ဆိုင်ကယ်တွေကိုထိထိရောက်ရောက်ဖမ်းဆီးရေးယူဖို့ညွှန်ကြားပြီးတဲ့နောက် ဂျွန်လကနေစပြီးဖန်စီတင်စီတာတွေကိုတင်းတင်းကြပ်ကြပ်လှုပ်ဆောင်လာနေတာဖြစ်ပါတယ်။ကျွန်တော်လေးပါအမေရိကန်နိုင်ငံတဝန်းဆန္ဒပြသူတွေဟာအမေရိကန်နိုင်ငံရဲ့မြို့ကြီးတွေမှာရှိတဲ့လူဝင်မှုကြီးကြပ်ရေးဌာန ICE ရဲ့စီးနင်းမှုကိုရှုတ်ချဖို့ဂျွန်လ9ရက်မှာစုဝေးခဲ့ကြပါတယ် ဇွန်လ6ရက်နေ့က ICE ရဲ့စီးနင်းမှုအတွင်အဖမ်းခတ်ခဲ့ရတဲ့အလို့သမားခေါင်းဆောင်ဖြစ်သူအစိုးရဝန်ထမ်းဆိုင်ရာနိုင်ငံတကာသမဂ္ဂဖြစ်တဲ့ကယ်လီဖိုးနီးယားပြည်နယ်ဥက္ကဋ္ဌဒါဗီဝေတာကိုလွှတ်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။နယူးယောက်၊ချီကာဂို၊အတ္လန်တာစားရဲမြို့ကြီးတွေမှာရွှေ့ပြောင်းနေထိုင်သူတွေကိုမရှိမဖြစ်လိုအပ်သည့်ဂျာဗီဝဲတာကိုချက်ချင်းလှုပ်ဘယ်လူသားမျှတရားမဝင်မဟုတ်ဘူးစားတဲ့ဆိုင်ဘုတ်တွေကိုကန်ဆောင်ထားတဲ့ဆန္ဒပြပွဲတွေပေါ်ပေါက်နေတာပါ။ ပြည်ထောင်စုအာဏာပိုင်တွေကတော့တရက်ကိုလူအယောက်3000ဖမ်းဖို့စီမံချက်ထားပြီးထိသိမ်းနေပါတယ်။ဒီမိုကရက်တစ်ပါတီကဦးဆောင်တဲ့ပြည်နယ်တွေရွှေ့ပြောင်းနေထိုင်သူတွေကို ထောက်ခံအားပေးအဖွဲ့တွေနဲ့ ICE တို့အကြားတင်းမာမှုတွေတွန်းနေပါတယ်ရှင်။ DPP ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချူချူဆမ်းမကျေးဇူးတင်ပါတယ်ရှင်